မြစည်းမပြိတ္တများလုံးမဲမင်္ဂလာပါဧပြီလ၁ရက်နေ့ည9:00နာရီတမြစည်းမပရိုင်းတိုင်းမြစည်းမပင်မသတင်းစီစဉ်ကနေကြိုဆိုပါရစေကျွန်တော်ဆိုင်းခတ်ပါအခုတင်ဆက်ပေးမယ့်သတင်းတွေကတော့ငလင်တန်တင့်ဒေတာတွေမှာခိုလုံမှုနေရာနဲ့ကျမ်းမာရေးစောင့်ရှောက်မှုအရေးပေါ်လိုအပ်နေတဲ့သတင်းကြောက်ဆဲမှာငလင်လှုပ်ခတ်မှုကြောင့်လူတရာကျော်သေဆုံးခဲ့တဲ့သတင်းငလင်ကြောင့်အိုးဘူထောင်ကအကျဉ်းသား၄ဦးသေဆုံးပြီးသေဆုံးသူထပ်တိုးလာနိုင်တဲ့အကြောင်းနဲ့ ထိုင်ဝမ်ကျွန်းတဝိုက်တရုတ်ကစီးလေးချင်းတဲ့နိုင်ငံတကာသတင်းပြင်နောက်ဆုံးရဂုံစင်းလုံးနဲ့တခြားရေးကြီးသတင်းတွေကိုတင်ဆက်ပေးသွားမှာပါ။ငလင်တန်တဲ့ဒေသတွေမှာခိုးလုံမှုနေရာနဲ့ကျမ်းမာရေးစောင့်ရှောက်မှုအရေးပေါ်လိုအပ်နေတဲ့သတင်းနဲ့ဆက်လက်အောင်ပါ။ မန္တလေးတိုင်းစကိုင်းတိုင်းနဲ့နေပြီးတော့အပါဝင်ငလျင်ဘေးဒဏ်တင်ခဲ့တဲ့မြို့နယ်တွေမှာနေအိမ်အဆောက်အဦတွေပြိုပြတ်တာအက်ကွဲတာတွေဖြစ်ပေါ်ခဲ့တဲ့အတွက်လူအများစုဟာလမ်းမတွေနဲ့ကွင်းပြင်တွေမှာသာနေကြရပြီးအမိုးကာနဲ့ခိုးလုံစရာနေရာတွေအရေးပေါ်လိုအပ်နေပါတယ်။မတ်လ28ရက်နေ့နေ့လယ်ပိုင်းကငလျင်လှုပ်ပြီးတဲ့နောက်နေအိမ်တွေကိုစွန့်ခွာခဲ့ကြသူတွေဟာဒီကနေ့ဧပြီလ1ရက်နေ့ထိအမိုးကာအောက်ကိုမရောက်သေးတာဖြစ်ပါတယ်။ ူပြင်းတဲ့ရာဒီဥတုမှာနေရောညပါအမိုးကမရှိနေထိုင်နေကြသူတွေအတွက်ကျန်းမာရေးဆိုင်ရာပြဿနာတွေကိုစိုးရိမ်နေရတယ်လို့ဘေးတင့်သူတွေနဲ့ကုညီကယ်ဆယ်ရေးလှုပ်ဆောင်နေသူတွေကပြောပါတယ်ငလင်ဘိုကျန်းတဲ့နေတဲ့သခိုင်းမြို့မှာမြို့တွင်းအဆောက်အဦတွေရဲ့80ရာခိုင်နှုန်းကန့်ပြိုကျပျက်စီးသွားခဲ့ပြီးဘေးတင့်ဒေသခံတွေဟာလက်မတွေပေါ်မှာအမိုးကာမဲ့နေထိုင်နေကြရတယ်လို့သိရပါဗျာ။ အဲ့ဒီသူတွေအတွက်အမိုးကာခိုးလုံစရာနဲ့စားတောက်ဖွဲရတဲ့အရေးပေါ်လိုအပ်နေတယ်လို့သခိုင်းမျိုးကို ရောက်ရှိနေတဲ့လူမှုကူညီကယ်ဆယ်ရေးအသင်းဝင်တူကပြောကြားထားပါတယ်။ငလင်ဘိုချက်ဖြစ်ပြီးအဆောက်အုံပြိုကျမှုအများဆုံးဖြစ်ခဲ့တဲ့မန္တလေးမြို့ကဘေးတင့်ပြည်သူတွေဟာလည်းလမ်းဘေးနေရာတွေမန္တလေးကျုံပဝင်းကျင်နဲ့နေအိမ်တွေအနီးကွင်းပြင်တွေမှာနေရောညပါနေထိုင်နေကြပါတယ်။ လက်ရှိမှာမန္တလေးမြို့ငလင်းဘေးဒဏ်ခံရတဲ့အတွက်နေအိမ်ဆုံးရှုံးထားသူတွေနေစရာမရှိသူတွေအတွက်ခိုးလုံရနေရာတွေတတ်မှတ်ပေးတာဖြစ်စေစောင့်ချင်းအောင်အမိုးကာနဲ့တောက်သုံးရည်တွေထောက်ပံ့ပေးတာဖြစ်စေမြ мян ဆက်ဆန်းအကောင့်ထဲပေါ်ပေးတင်ချောင်းကိုလည်းလူမှုကေဆေးရေးအဖွဲ့တွေကတိုက်တွန်းထားပါဗျ။စားစရာနဲ့တောက်သုံးရည်ရှားပါတဲ့ပြဿနာလည်းကြီးမားလာနေပြီးကျန်းမာရေးအတွက်စိုးရိမ်စရာအခြေအနေဖြစ်နေတယ်လို့မြို့ကန်တူကလည်းပြောကြားထားပါဗျ။ နေပြည်တော်မှာလည်းဥတ္တရအသီးသီးမျိုးပြင်းမနာနဲ့ဇဘူသီးသီးမျိုးနယ်တွေမှာငလင်တန်ကိုပြင်းထန်စွာခံစားခဲ့ကြရပြီးနေအိမ်တွေရုံးတွေရုံးဆောက်ဦးတွေပျက်စီးမှုများခဲ့ပါတယ်။စစ်ကောင်စီဟာနေပြည်တော်မှာအရေးပေါ်ကယ်ဆယ်ရေးထက်ပျက်စီးသွားတဲ့လမ်းတွေပြင်ဆင်ရေးကိုပဲအာရုံစိုက်နေတယ်လို့ဒေသခံတွေကပြောထားပါတယ်။စကိုင်းမန္တလေးနေပြည်တော်မှာကပဲပျော့ပွဲရမဲသိန်းအင်းလေးတရအူအမရပူရာအင်းဝကြောက်စဲတောင်ကြီး အောင်ပန်းစတဲ့မြို့တွေမှာလည်းငလျင်ဘေးဒဏ်ကို ပြင်းထန်စွာခံစားခဲ့ကြပြီးလူသေဆုံးမှုတွေနဲ့အဆောက်အုံပျက်စီးဆုံးရှုံးမှုတွေလည်းများပြားခဲ့တာဖြစ်ပါတယ်။အဲ့ဒီမြို့နယ်တွေကငလျင်ဘေးဒဏ်တင့်သူတွေအတွက်လည်းနေထိုင်စရာအမိုးအကာစောင့်ချင်အောင်ခေါင်းအုံနဲ့ခိုးလုံစရာနေရာတွေလိုအပ်လျက်ရှိတယ်လို့သတင်းရရှိပါရတယ်။အခုချိန်ကာလဟာနှွေကာလဖြစ်တဲ့အတွက်ဧပြီနဲ့မေလအတွင်းနေ့ပူချိန်တဖြည်းဖြည်းမြင့်တက်ရာကနေအပူပြန်တက်တိမ်နေဖြစ်ထွန်းပြီး မွန်းလွဲညနေပိုင်းတွေမှာမိုးတိမ်တောင်တွေဖြစ်နိုင်ပြီးလေပြင်းတိုက်ခတ်တာမိုးကြိုးပြစ်တာလျှက်စီးလက်တာမိုးသီးကြွေတာနဲ့မိုးထစ်ချုံတာတွေဖြစ်ပေါ်နိုင်တယ်လို့မိုးစလာကအတည်ပြုထားပါတယ်အဲ့လိုတတိပေးထားတဲ့ဒေတာတွေမှာလက်ရှိငလျင်ဘေးထန်တည်နေတဲ့မြို့နယ်တွေလည်းပါဝင်နေတာပါ ဒါပြင်ဧပြီလပထမ10ရက်အတွင်းကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်မှာလီဗီယာနဲ့ရပ်ဝန်းတချင်းဖြစ်နိုင်ပြီးမုန်တိုင်းငယ်ဖြစ်ကိုအားကောင်းလာနိုင်ကြောင်းနဲ့ဒေသအများစုမှာမိုးထစ်ချုံရွာနိုင်တယ်လို့မိုးစလာကသတိပေးထားပါတယ်။ငလျင်ဘေးဒဏ်သင့်တဲ့ဒေသတွေဖြစ်တဲ့မန္တလေးတိုင်း၊စကိုင်းတိုင်း၊ပဲခူးတိုင်း၊မကွေးတိုင်း၊ရှမ်းပြည်နယ်တို့မှာနေ့အပူချိန်တွေပုံမှန်ထက်မြင့်တက်နေတယ်လို့မိုးစလာရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့မတ်လ28ရက်နေ့ကမန္တလေးနဲ့စကိုင်းမြို့အနီးဗဟိုပြုခဲ့တဲ့ Westers K 9.9အဆင့်ရှိတဲ့အင်အားကြီးငလင်ကိုလူဦးရေ85သိန်းကျော်ဓာတ်ရိုက်ထိခိုက်ခံစားခဲ့ကြပြီးသေဆုံးသူဦးရေဟာ2395ဦးအထိရှိပြီဖြစ်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရကဒီကနေ့မှထုတ်ပြန်ထားပါတယ်စကောင်စီရဲ့ဒီကနေ့မနက်၈နာရီထုတ်ပြန်ကြမှာတော့ငလင်ကြောင့်တည်ဆုံသူ၂၉၁၉ဦး ဒဏ်ရာရရှိသူ4522ဦးနဲ့ပျောက်ဆုံးနေသူဟာ442ဦးရှိတယ်လို့ဖော်ပြထားပါတယ်ခင်ဗျာ။ငလင်ကြောင့်အိုးဘူထောင်ကအကျဉ်းသား၄ဦးတေဆုံးပြီးတေဆုံးသူထပ်တိုးလာနိုင်တဲ့တဲ့နဲ့ဆက်ရအောင်ပါ။မန္တလေးမြို့ကအိုးဘူအကျဉ်းတော်မှာငလင်လှုပ်ခတ်မှုကြောင့်အကျဉ်းသား၄ဦးတေဆုံးကြောင်းကိုအတည်ပြုထားနိုင်ပြီးတေဆုံးသူအရေအတွက်တိုးလာနိုင်ဖွယ်ရှိတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ဦးဆောင်ကော်မတီဝင် ကိုတိုက်ထွန်းကပြောပါရတယ်။ မတ်လ28ရက်နေ့မိုးလွယ်ပိုင်းကလှုပ်ခတ်ခဲ့တဲ့ပြင်းအားမြင့်ငလင်ကြောင်းဥပိုလ်ထောင်တွင်ကအမျိုးသားဆောင်အလို့ယုံအမျိုးသမီးအဆောင်တင့်တဲ့နှင့်အဆောင်တဆောင်နဲ့တဆောင်ကြားမှာရှိတဲ့ခြားရိုးတွေအုတ်တိုင်းတွေနဲ့အကျဉ်းသားတွေကိုပြစ်ဒဏ်ပေးလေရှိတဲ့တိုက်တွေမှာပြိုကျမှုတွေရှိခဲ့တယ်လို့သူကဆိုပါတယ်အဲ့ဒီမှာနေထိုင်တဲ့အကျဉ်းသားတွေအပါအဝင်ဝန်ထမ်းတွေထိခိုက်သေးဆုံးမှုရှိတယ်ဆိုတာပြောလို့ရတဲ့အခြေအနေမျိုးဖြစ်ပါတယ်။လက်ရှိမှာတော့ထိခိုက်ဒဏ်ရာရသူ12ဦးလောက်ရှိတယ်။ တေဆုံးသူ12ဦးမှာ၄ဦးကိုအတီးပြုတ်ထားပြီးတော့ကျန်တဲ့၈ဦးကိုဆက်လက်အတီးပြုတ်နေဆဲဖြစ်ပါတယ်လို့ကိုတိုက်ထုံးက ပြောပါတယ်။မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလင်ကြီးကျောင်းငလင်ဘိုးကျန်းနယ်နေတဲ့အကျဉ်းဆောင်တွေမှာထိခိုက်မှုများခဲ့ပြီးငလင်ဘိုးကျန်းနယ်ဝေးတဲ့အကျဉ်းဆောင်တွေမှာတော့ထိခိုက်မှုနည်းခဲ့တာကိုတွေ့ရကြောင်းသူကဆိုပါတယ်။ လက်ရှိမှာငလင်တန်ပြင်းထန်စွာခံစားခဲ့ရတဲ့ဒေသတွေကမန္တလေးဥပိုထောင်ရဲ့အခြေအနေကိုတည်ထားပေမဲ့လည်းရမဲသိန်းထောင်နဲ့မုံရွာအချင်းထောင်တို့ရဲ့အခြေအနေကိုသိရှိနိုင်ဖို့ PPNM ကဆက်လက်စုံစမ်းနေတယ်လို့သိရပါဗျာ။ နှစ်ပေါင်း100တွင်အင်အားပြင်းထန်ဆုံးလှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့်မြန်မာနိုင်ငံကဒေသ6ခုမှာထိခိုက်ပျက်စီးမှုနဲ့လူသေဆုံးမှုမြင့်တက်နေချိန်အဲ့ဒီဒေသတွေကအချင်းတောင်တွေကအချင်းသားတွေရဲ့အခြေအနေကိုစစ်ကောင်စီအချင်းဦးစီးဌာနကထုတ်ပြန်ပေးဖို့ကိုလည်းကိုတိုက်ထွန်းကတိုက်တွန်းထားပါတယ်။ မတ်လ28ရက်နေ့မုံလွယ်ပိုင်းကမြမပြည်အလဲပိုင်းစကိုင်းမြို့အနီးကိုဗဟိုပြုလို့ပြင်းအား register scale ခုနှစ်သမခုနှစ်အဆင့်ရှိတဲ့ major earthquake ငလင်းကြီးလှုပ်ခတ်ခဲ့ရမှာစကိုင်းတိုင်းမန္တလေးတိုင်းနဲ့နေပြည်တော်အပါအဝင်ဒေသ6ခုမှာငလင်းတံကိုပြင်းထန်စွာခံစားခဲ့ရပါတယ်ခင်ဗျာငလင်းကြောင့်ကြောက်ဆယ်မှာလူတရာကျော်တေဆုံးပြီးပျို့ကျအဆောက်အဦတွေရှင်းလင်းဖို့အကူအညီလိုအပ်နေတဲ့တဲ့ရင်ကိုဆက်လက်တင်ဆက်ပေးပါမယ် စကိုင်းမြို့နီးဗဟိုပြုလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလျင်ကြောင်းမန္တလေးတိုင်းကြောက်စဲမြို့မှာလည်းထိခိုက်ပျက်စီးမှုများခဲ့ပြီးတေဆုံးသူ105ဦးရှိခဲ့တယ်လို့ကုညီကယ်ဆယ်ရေးအဖွဲ့အစည်းတွေစီကတရားပါတယ်။ကြောက်စဲမြို့စေယုံကြီးကနေဒီကနေ့ဧပြီလ1ရက်နေ့မနက်ပိုင်းအထိရရှိထားတဲ့စည်ရင်းအရာတေဆုံးသူ105ဦးကိုအတည်ပြုထားနိုင်တယ်လို့ကုညီကယ်ဆယ်ရေးလှုပ်ဆောင်ပေးနေသူတူကပြောပါတယ်။ ငလင်ကျောက်ကြောက်စဲမြို့အေးမြကြီးလင်းရက်ကွက်ကမူကြိုးချောင်းပြိုကျပျက်စီးခဲ့ပြီးတနေရာထဲမှာထိခိုက်ဒေဆုံးသူအများဆုံးဖြစ်ခဲ့တယ်လို့မြို့ကန်တူကပြောပါရယ်အဲ့ဒီမူကြိုးချောင်းကကလေးငယ်90ကျော်နဲ့ဆီယာမတွေကိုကဲထုတ်နိုင်ခဲ့ပေမဲ့လည်းကလေးငယ်21ဦးနဲ့ဆီယာမ3ဦးသေဆုံးခဲ့တယ်လို့မြို့ကန်တွေကပြောပါတယ်။လက်ရှိအချိန်မှာရှာဖွေကယ်ဆယ်လုပ်ငန်းတွေပြီးဆုံးသွားပြီဖြစ်ပြီးပြိုကျအဆောက်အဦတွေရှင်းလင်းဖို့စီစဉ်နေတယ်လို့ကုညီကယ်ဆယ်ရေးအဖွဲ့ကြီးကတရားပါတယ်။ ကြောက်စဲမျိုးငလင်လှုပ်ခတ်မှုအတွင် နေအဆောက်အဦတွေဈေးဆိုင်ခန်းတွေဘာသာရေးအဆောက်အဦတွေပြိုကျပျက်စီးခဲ့ပြီးပျက်စီးမှုစည်ရင်းကိုတော့ကောက်ယူနေစေလို့သိရပါဗျ။ပြိုကျပျက်စီးတဲ့အဆောက်အဦတွေကိုရှင်းလင်းဖို့ဆက်ရန်နီးအားတွေနဲ့73စီတွေလည်းလိုအပ်နေတယ်လို့ဒေသခံတွေကပြောကြားထားကြပါဗျာ။နှစ်ပေါင်း100ကျော်ရှေးအောင်ကျောင်းငလင်ကျောင်းပြိုကျရာကနေရင်ကျေးလိမ်မှာတင်တန်းတက်ရောက်နေတဲ့ကလေးငယ်73ဦးတေဆုံးခဲ့တဲ့တဲ့ရင်ကိုပြောပြပေးပါပါ။ မန္တလေးတိုင်းရမဲသိန်းမြို့နယ်မှာငလင်တန်ကျောင်းနှစ်ပေါင်း၁၀၀ကျော်တက်တန်းရှိတဲ့ရှေးဟောင်းကျောင်းပြိုကျရာကနေရွေရသည့်ရင်ကျေးလိမ်မှာတင်တန်းတက်ရောက်နေတဲ့ကလေးငယ်၁၃ဦးတည်ဆုံးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ရမဲသိန်းမြို့နယ်ရွာတန်းတိုက်နယ်ကြီးရင်ရွာမှာရှိတဲ့ရှေးဟောင်းတိုက်ကျောင်းမှာရင်ကျေးလိမ်မှာတင်တန်းပြုလုပ်နေတဲ့အချိန်မတ်လ၂၈ရက်နေ့မိုးလွယ်ပိုင်းကလှုပ်ခတ်ခဲ့တဲ့ပြင်းအားမြင့်ငလင်ကြီးကျောင်းကျောင်းပြိုကျရာကနေကလေးငယ်တွေတည်ဆုံးခဲ့ရတာဖြစ်ပါတယ်။ ငလင်ကြောင်နှစ်ပေါင်းတရာကျော်တက်တန်းရှိတဲ့ရှေးအောင်ကြောင်ပြိုကျတာအဲ့ဒီမှာရင်ကျေးလိမ်မှာတင်းနန်းတက်နေတဲ့ကလေးတွေအဆောက်အုံပြိုကျတာကြောင့်73ဦးသေဆုံးသွားတယ်လွမြောက်တာက78ရောက်လို့ရမဲတဲမြို့နယ်တန့်လွတ်ကျောင်းဆရာတော်အရှင်အာစိန်နာကမြေစီမာကိုမိန့်ပါတယ်ငလင်လှုပ်ခတ်ခဲ့တဲ့မတ်လ28ရက်နေ့ဟာဥပုံနေဖြစ်တဲ့အတွက်ရင်ကျေးလိမ်မှာတင်တန်းကိုကလင်းငယ်32ဦးကပဲလာရောက်တက်ရောက်ခဲ့တာဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။ အဲ့ဒီရင်ကျေးလိမ်မှာတင်တန်းကိုတက်ရောက်နေသူကလေးငယ်စုစုပေါင်းကတော့60ဦးရှိတယ်လို့သိရပါဗျ။28ရက်နေ့မှာ12ရက်ရဲ့အလောင်းကိုတွေ့တယ်။29ရက်နေ့မှာတယောက်ထပ်တွေ့တယ်။ပိတ်မိနေသူတွေမရှိတော့ဘူး။ကဲဆဲကြီးလည်းပြီးသွားပြီလို့ဒေသခံတူကပြောပါရတယ်။ဒီနေ့ဧပြီလ1ရက်နေ့မှာတော့တေဆုံးခဲ့တဲ့ကလေးငယ်ရဲ့နာရီကိုမိသားစုဝင်တွေကပြုလုပ်ပေးနေကြတယ်လို့သိရပါရတယ်။ ရမဲသိမ်းမြို့နယ်ရွာတန်းတိုက်နယ်မှာရွာပေါင်း24ရွာရှိပြီးငလင်ကြောင့်အဆောက်အဦပြိုကျပြီးတဲ့နောက်လူသေဆုံးမှုအများဆုံးဟာရှေးဟောင်းကျောင်းပြိုကျမှုဖြစ်စဉ်ဖြစ်တယ်လို့ဒေသခံတွေကပြောပါရယ်ခင်ဗျာအခုဆက်လက်ပြီးဒီကနေ့နောက်ဆုံးရနိုင်ငံတကာသတင်းတွေကိုရှုစားမှာဖြစ်ပါတယ်ထိုင်ဝမ်ကျွန်းတဝိုက်တရုတ်ကစီးလေ့ကျင့်တဲ့သတင်းကိုမြစည်းမဝိုင်းလို့သူမရွှေနယ်ကတင်ဆက်ပေးမှာဖြစ်ပါတယ် ကိုပိုင်အုပ်ချုပ်ခွင့်ရနေတဲ့ကျုံးကိုပိတ်ဆို့တဲ့လေ့ကျင့်ကမ်းလောက်ရန်ရွယ်ချက်နဲ့ထိုင်ဝမ်ကျုံးကိုဝိုင်းပတ်ထားတဲ့လေ့ကျင့်ကမ်းတွေကိုကြီးတက်ရေတက်ဒုံမြန်တပ်ဖွဲ့တွေဆေးလွတ်ပြုတ်လောက်ခဲ့တယ်လို့တရုတ်စစ်တပ်ကအင်္ဂါနေ့မှာပြောပါတယ်ထိုင်ဝမ်ကျွန်းကသူတို့ရဲ့နယ်မြေအစိပ်ပိုင်းဖြစ်ကြောင်းတရုတ်ကအစဉ်တစိုက်ပြောဆိုနေခဲ့ပြီးဒီကျွန်းကိုသူတို့ထိန်းချုပ်မှုအောက်ပြန်ရောက်အောင်အင်အားအသုံးပြုသွားမယ်လို့လည်းချိန်ချောက်ထားပါတယ် ကျွန်းပေါ်အချုပ်ချာအာဏာရှိကြောင်တောင်းဆိုဖို့ဖိအားပေးဖို့အတွက်ထိုင်ဝမ်ကျွန်းတဝိုင်းတိုက်လေရင်တွင်ရေတပ်တင်မောချထားမှုကိုဘေကျင်းကတိုးမြင့်ပြုလုပ်လာခဲ့ပါတယ်။ဒါပေမဲ့ထိုင်ဝမ်ကတော့တရုတ်ကအချုပ်ချာအာဏာပိုင်တယ်ဆိုတာကိုညှင်းဆိုထားပါတယ်။အခုလေ့ကျင့်ခန်းတွေကထိုင်ဝမ်ခွဲထွက်ရေးသမားတွေကိုပြင်းထန်တဲ့သတိပေးချက်နဲ့ပြင်းထန်တဲ့အင်အားနဲ့ဟန်တားဖို့အတွက်ဖြစ်တယ်လို့တရုတ်စစ်တပ်ကအင်အားနဲ့မှပြောပါတယ်။အခုလေးကြံကန်တွေကရေချောင်းလေးချောင်းတိုက်ပွဲဝင်အသင်းပြေကင်းလက်မှုရေချောင်းလေးချောင်းပူတွေအလုံးလွှမ်းခြုံအတာစီရရေး ရင်ချောင်းနဲ့မြေပြင်ပြတ်မှတ်တွေကိုတိုက်ခိုက်ရေး အဓိကနေရာတွေနဲ့ရေလမ်းကြောင်းတွေကိုပိတ်ဆို့ထားရလို့ကိုဇောင်းပိလိချင်းခဲ့တာဖြစ်ကြောင်းတရုတ်စစ်တပ်အရှေ့ပိုင်းစစ်နယ်ဝမ်စစ်ဌာနချုပ်ပြောရေးဆိုခွင့်ရှိသူအကြီးရန်ပုံမူကြီးကပြောပါရယ်တရုတ်လက်နက်ကန်တပ်တွေကထိုင်ဝမ်ကျွန်းကိုပတ်ပေါင်းဆောင်ကနေဝိုင်းထားတယ်လို့သူကပြောပါရယ်ဒီလိုပြုလုပ်မှုကတရုတ်နိုင်ငံအချုပ်ချာအာဏာနဲ့မြို့သားညီညွတ်ရေးကိုကာကွယ်ဖို့လိုအပ်ပြီးတရားဝင်နဲ့ဆောင်ရွက်ချက်ဖြစ်တယ်လို့လည်းသူကပြောဆိုသွားပါရယ်ထိုင်ဝမ်သမရလိုင်ချင်တဲကတော့တရုတ်နိုင်ငံကရန်လိုတဲ့နိုင်ငံခြားအင်အားကိုအင်အားလကပြုလုပ်ခဲ့ပါရယ် တရုတ်နိုင်ငံရဲ့စိတ်ဝင်ထိုးဖောက်မှုတွေနဲ့တရုတ်လုံးမှုတွေကိုတိုက်ဖြတ်ဖို့အစီအမံတွေကိုလည်းသူကအဆိုပြုတင်ပြခဲ့ပါတယ်။ထိုင်ဝမ်ရင်းလက်ကြားတခြားစစ်စင်ရေးတွေကိုကြီးကြပ်ရတဲ့တရုတ်စစ်တပ်အရှိတ်ဆက်နယ်ဝန်းကဝိုင်းထားပြီဆိုတဲ့အကောင်းဆုံးနဲ့ graphic ပုံတစ်ပုံကိုမျှဝေခဲ့ပါတယ်ရှင်။အခုနောက်ဆုံးအနေနဲ့ဒီကနေ့ညနေ9:00နာရီတရရှိထားတဲ့ငွေလဲနှုန်းရွှေဈေး73စီဈေးနဲ့စောင်းစီဈေးတွေကို တင်ပြပေးပါမယ်။ဒါတွေကတော့မြစည်းမဝိုင်းတော်သားကိုမြတ်သူရကစူးစီးတင်ဆက်ပေးထားတာဖြစ်ပါတယ်။ ဒီကနေ့အတွက်နောက်ဆုံးရရှိထားတဲ့ငွေလက်လက်နှုန်းတွေကတော့ American Dollar ကိုစစ်ကောင်စီတတ်မှတ်စေ1100ကျပ်ပြင်ပပေါက်စေ4410ကျပ်စင်ကာပူဒေါ်လာကိုစစ်ကောင်စီတတ်မှတ်စေ1565ကျပ်ပြင်ပပေါက်စေ3295ကျပ် ဥရောပတယူရိုကိုစစ်ကောင်စီတတ်မှတ်စေ2,981.68ကျပ်ပြင်ပပေါက်စေ4,948ကျပ်ထိုင်းပတ်ပတ်ကိုစစ်ကောင်စီတတ်မှတ်စေ67.92ကျပ်ပြင်ပပေါက်စေ129.55ကျပ်မလေးရှားတဝင်းကစ်ကိုစစ်ကောင်စီတတ်မှတ်စေ483.24ကျပ်ပြင်ပပေါက်စေ969ကျပ် ပေါ့ဈေးရှိပါတယ်။ပေါ်ပြပါငွေလက်လက်နှုန်းတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရပြည်တွင်းရွှေစင်းနှုန်းတွေကတော့အခောက်ရွှေတစ်ချက်သားကိုရွှေကုန်တဲ့အသင်းသတ်မှတ်စဉ်56သိန်း1000ကျပ်ပြင်ပပေါက်စဉ်80သိန်း9000ကျပ်15ဘဲတစ်ချက်သားကိုရွှေကုန်တဲ့အသင်းသတ်မှတ်စဉ်52သိန်း9395ကျပ်ပြင်ပပေါက်စဉ်66သိန်း6000ကျပ်ပေါက်စဉ်ရှိပါတယ် ။ပေါ်ပြပါရွှေစင်းလုံးတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရရန်ကုန်73စီစင်းလုံးတွေကတော့ဒီဇယ်တလီတာကို2580ကျပ်ပရီမီယံဒီဇယ်တလီတာကို3190ကျပ်အော်ဒိတ်92တလီတာကို3000ကျပ်အော်ဒိတ်95တလီတာကို3050ကျပ်ပေါက်ဈေးရှိပါတယ်ပေါ်ပြပါ73စီစင်းလုံးတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ် ောက်ဆုံးရစောင်းစီစင်းနှုံးတွေကတော့စောင်းစီတပိတ်သားကိုစစ်ကောင်စီတတ်မှတ်စေ6855ချက်ပြင်ပပေါက်စီ1000ချက်ပေါက်စီရှိပါတယ်ဖော်ပြပါစင်းနှုံးတွေကတော့အချိန်နဲ့မျှပြောင်းလဲမှုရှိနိုင်ပါတယ်တမျိုးစီမပရိုင်တိုင်းမျိုးစီမပင်မသတင်းစီစဉ်ကိုတင်ဆက်ပေးကြတာပါကြည့်ရှုအားပေးကြတူတွေအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်မင်္ဂလာရှိတဲ့ညချမ်းဖြစ်ကြပါစေခင်ဗျာ